ကုတ်ခင်မုံကိုပြန်တက်ရန်စိတ်ခိုင်းတဲ့အမျိုးသမီးနဲ့ဖောက်ပြန်နေသူအမျိုးသားအောင်ဖန်စီရမည်အားလုံးပဲမင်္ဂလာပါမလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်မှာအမျိုးသမီးတဦးနဲ့လူမှုရေးဖောက်ပြန်နေခဲ့တဲ့အမျိုးသားတို့ကခင်မုံဖြစ်သူကိုပူပေါင်းကြံစီတက်ပြတ်မှုအေဘီလာ29ရက်နေ့ဖြစ်ပွားသွားခဲ့ပါသည်တိတ်ဆုံးသွားခဲ့ရသူဟာဆိုရင်တော့အသက်50ရွယ်ဦးအောင်နေမျိုးဆိုသူဖြစ်ပြီးတော့ Happy Life ဆိုတဲ့နာမည်နဲ့လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ထားသူလို့လည်းသိရပါသည် ဧပြီလ29ရက်နေ့လယ်7:00နာရီချိန်ခန့်မှာဥအောင်နေမျိုးနေအိမ်အိမ်ကန်းထဲမှာတပ်ဖြတ်ခံရတဲ့ကြောင်းဇနီးဖြစ်သူကရဲတပ်ဖွဲ့ကိုအသိပေးခဲ့ပါရယ်ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးချိန်မှာဆိုရင်တော့ဥအောင်နေမျိုးဟာနှထင်းကြီးဖောက်တန်ရဝမ်းပိုက်ထိုးသွင်းတန်ရနှစ်ချက်တို့ဖြင့်တိတ်ဆုံးလျက်တွေ့ရှိရပါရယ်အခင်းဖြစ်ရမှာ Time M 9mm စာရင်းပါကြီးကွန်တစ်ခုကိုတင်ဆက်ရမိခဲ့ပါရယ် တဆိုင်ရာကပြည်မကျွလို့သူများအားဖော်ထုတ်စစ်ဆေးနိုင်ရန်အတွက်အထူးအမှုစစ်ဖွဲ့ဖွဲ့ပြီးရုံစံစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပါသည်။ တိုက်ဆုံးသူဦးအောင်နေမျိုးရဲ့ဇနီးမှာမတင်ငါပွင့်အမှုအရာပြည့်ရွေးနေတာတွေရှိနေတဲ့တွေ့အသေးစိတ်စစ်ဆေးကြရမှာနောက်ဆုံးဝန်ခံထပ်ဆိုကြတာဖြစ်ပါတယ်ခင်မုံဖြစ်သူဦးအောင်နေမျိုးဟာသူမကိုအချိန်ချင်းနေဆက်တဲ့ပြင်အတူနေမောင်နှမတွေကလည်းအနိုင်ကျင့်တာတွေလုပ်တဲ့တွေ့နာကြည့်ကြရကြောင်းလွန်ခဲ့တဲ့တနေ့ကျော်ကစပြီးတော့ရန်ကုန်တိုင်းတိရိမင်္ဂလာဆေးကကုံစိန်ထန်းသူတယောက်နဲ့တတော်မှာတစင်ချစ်ကြိုက်မိခဲ့ပြီးမန်လေးတို့ခေါ်ကအတူနေခဲ့ကြောင်းထုတ်ပြောလာပါတယ်နောက်ဆုံးသူကိုညှိမဲ့နှိမ့်ဆက်နေတဲ့ခင်မုံဖြစ်သူဟာ လုတ်ချံတက်ဖြတ်ပေးရင်သူနဲ့လူမှုရေးဖောက်ပြန်နေခဲ့တဲ့အမျိုးသားနဲ့တိုင်ပင်ခဲ့ပါရီ။ AB လာ28ရင်အခင်းဖြစ်ပွားချိန်မှာတော့လုတ်ချံတက်ဖြတ်ခဲ့သူအမျိုးသားကဥအောင်နေမျိုးရဲ့ခန်းထဲဝင်ရပြီးတနက်နဲ့လုတ်ချံပြစ်သက်တက်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဝန်ခံထပ်ဆိုခဲ့ပါရီ။ဒါကြောင့်ကျွလွန်သူနေထိုင်တဲ့အဆောက်အဝင်းရောက်စီးနှီးရှာဖွေကြရမှာ 9mm ပစ္စတိုတနက်တလိန် GA နှစ်ခု G28 တောင်းနဲ့စကူဘီဆိုင်ကယ်တစ်စီးတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါရီ။ ကျွလွန်သူမှာအေရီတိုင်းဒေသချင်းမော့ကျွန်းမြို့နယ်တကောနိုင်ကျုံဝါကျေးရွာတို့ထွက်ပြေးရှောင်တိန်နေကြောင်းထပ်မံစုံစမ်းသိရကြောင်းအေရီတိုင်းဒေသကြီးတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ဖမ်းဆီးနိုင်ရေးဆောင်ရွက်ရာမှာမေလာတရနေ့မနက်ပိုင်းမှာဖမ်းဆီးနိုင်ခဲ့ပါတယ်။ခေမုံဖြစ်သူဥအောင်နေမြို့အားတပ်ဖြတ်ခိုင်းခဲ့တဲ့အမျိုးသမီးနဲ့တပ်ဖြတ်ခဲ့သူအားလည်းဥပဒေအရရေးယူနိုင်ရေးရဲတပ်ဖွဲ့ကဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။မလေးမျိုးဟာဆိုရင်တော့ငလင်းတန်းကစိုးဝါစာခံရပြီးနောက်ပိုင်းမှာဒူးစိုက်မှုတွေတည်နေလူသက်မှုတွေလည်းဇက်တိုက်ထွက်ပေါ်နေကြတာဖြစ်ပါတယ် မကြသေးခင်ရပ်ပိုင်းကပင်မန္တလေးမှာပမောခါကျုံဟောင်းတအုပ်ကိုအင်ချမီလိုက်ပြမယ်ဆိုပြီးလင်းလေးကလူရဲ့တပြက်မှုတစ်ခုလေးဖြစ်ပွားခဲ့ပါသေးတယ်။အာဘိနာစင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့အတွက်မမေ့ပါနဲ့အောင်ရှင်။ပရိသတ်ကြီးတို့တွေကျမတို့ရဲ့ channel လေးကနေပြီးတော့သတင်းစုံတွေသိရဖို့အတွက် နေ့စဉ်နဲ့များရှာဖွေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ဟာနောက်နေ့ဒီမှာလဲသတင်းအစုံလင်ကိုတည်ချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို notification link on ထားပြီးတော့စောင့်ကြည့်ပေးပါအောင်ရှင်